မင်္ဂလာပါဒီနေ့ကျွန်တော်တို့ base camp ရဲ့ getting real ဆိုတဲ့ဟောလေးအတွေးခေါ်စာတမ်းလေးကိုအတူတူကြည့်ကြအောင်ဟုတ်ကဲ့ဒါက web application တွေရေးပြပြရင် software တွေပေါ့နော်အဲ့ဒါတွေတိဆုပ်တဲ့နေရာမှာလူတွေကြုံနေကြအာရှုပ်ထွေးမှုတွေကြံ့ကြမှုတွေကိုကြော်လွားပေါ့နီးလန်းရှာတဲ့သဘောပါဟုတ်တယ်ပိုများများပိုရိုးရိုးရှင်းရှင်းနဲ့ပိုထိရောက်အောင်ဘယ်လိုလုပ်မလဲဆိုတော့စူးစမ်းတာကောနော်အင်း သူရဲ့အဓိက current ကတော့အများကြီးလွတ်တာထက်အရေးကြီးတာကိုပဲအာယုံဆိုင်ပြီးတကယ်လက်တွေ့အသုံးချလို့ရတဲ့အရာကိုဖန်တီးဖို့ getting real ဆိုတာအဲ့ဒါကိုဆိုလိုတာဟင် getting real ဆိုတာကိုနည်းနည်းလေးထပ်ရှင်းပြပါအောင် software ကိုပိုတည်ပုံမြန်ပိုကောင်းအောင်လုပ်တယ်ဆိုတာဘယ်လိုမျိုးလဲသူကလေဟိုအရင်လိုဇာတ်ရည်အကြီးကြီးဆွဲစာရွက်စာတမ်းတွေအထက်လိုက်ရေးအဲ့လိုကိုယ်ဆိုင်ပြုမှုတွေမှာအချင်းကုန်မခံနိုင်ဘူးဟမ် planning အစစ်တွေကိုကြော်ခိုင်းတာလားကြော်တာမျိုးထက် အာယုံဆိုင်မှုကိုပြောင်းလိုက်တာတကယ် user မြင်ရမယ့်သုံးရမယ့် interface ကိုအရင်ဆက်လုပ်ခိုင်းတယ်။အဲ့ဒီကောင်နဲ့စတင်ဆောက်တာ။အော် attribute သူအတွေ့အကြုံကနေစတာပေါ့။ဟုတ်တယ် interface first ပေါ့။ပြီးတော့ less နည်းနည်းလှုပ်ချင်းကိုအရင်လေးပေးတယ်။မလိုတဲ့ feature တွေစာရွက်စာတမ်းတွေအဖွဲ့အစည်းပုံစံရှုပ်ရှုပ်ထွေးထွေးတွေအကုန် short ချပြထုတ်။နည်းနည်းလှုပ်ချင်းဆိုတာကိုပိုစိတ်ဝင်စားတယ် build less ပေါ့နော်။ဒါကပြိုင်ပတ်တီထက် short လုပ်ခိုင်းတာလား။ ဲ့ဒါကစေကွက်မှာအားနေတော့မှာပေါ့အဲအဲ့ဒီအချက်ကစိတ်ဝင်စားဖို့ကောင်းတယ် under do your competition ဆိုရက feature အရေးအတွက်ရှင်းပြရင်တော့မျိုးမဟုတ်ဘူးဟုတ်ကိုကပြဿနာတစ်ခုကိုရွေးလိုက်ဒါမှမဟုတ်ပြဿနာသေးသေးလေးအုပ်စုတစ်ခုပေါ့အဲ့ဒါကိုတကယ်တကယ်ကောင်းအောင်ဖြေရှင်းပေးလိုက်ဖို့ပြောတာဆိုလိုတာကအရေးအတွက်ထအရေးအသွေးကိုဦးစားပေးတာပေါ့အတိအကျပဲ half not half as ဆိုရလဲ ever the ball ပဲလေ feature ဆယ်ဟုဖက်ကတာဆန်ထည့်မယ်စာအရေးကြီးတဲ့၅ခုလောက်ကိုတိတိချာချာအရေးသွေးပြပြလုတ်ပြလိုက်တာကပိုတမိုးရှိတယ် feature တောင်းဆိုမှုတွေကိုဘယ်လိုတောင်းပြန်ခိုင်းလဲအခုလက်ခံလို့တော့မဖြစ်မလဲနော်အဲ့ဒါကြောင့်တို့ကပြောတာအဲ့တောင်းဆိုမှုတွေကို no နဲ့စပြီးစဉ်းစားပါရတယ်အေး no လို့ရင်ပြောခိုင်းတာလားမဟုတ် no လို့တောင်းပြောခိုင်းတာမဟုတ်စဉ်းစားတဲ့အခါ no ဆိုတဲ့ stand point နဲ့စကြည့်ခိုင်းတာဒီ feature ကတကယ်တကယ်လိုအပ်လို့လား သူတံဖို့ကပါလေတက်သေးပြနိုင်မှာချက်အဲ့တဘောဒါကကို resource တွေကိုအလဟတာမဖြစ်အောင်ကောက်ခွဲတာပဲအင်းဒီလိုရိုးရှင်းအောင်လုပ်ခဲ့တခြားချက်တွေရောရှိတယ် solve your own problems ဆိုတာလေကိုပြဿနာကိုအရင်ဖြစ်ရှင်းဖို့ base camp ကသူတို့ကိုတိုင် project management တွေစလုပ်ခဲ့တာမျိုးပေါ့ဟုတ်တယ်ကိုတိုင်သုံးမဲ့ software ဆိုတော့ဘာလို့လဲတိတိကျကျသိတယ်ပြီးတော့လုပ်ရတဲ့အခါမှာလဲဟိုကလေ passion ပါတယ်ပေါ့နော် ဟုတ်ပါပြီနောက်တစ်ခုက process နဲ့ဆိုင်မယ်ထင်တယ် fixed time and budget flexscope တဲ့အခြေနဲ့ငွေကိုကန့်တတ်ပြီး scope ကိုပြောင်းလဲနိုင်အောင်ထားတာဒါကအများစုလုပ်နေကြတဲ့ပြောင်းပြန်လို့ဖြစ်နေတယ်။음အဲ့ဒါကတမားရိုးချ denormalize triangle ကိုပြောင်းပြန်လန့်လိုက်တာ deadline နဲ့ budget က fix ဖြစ်သွားတဲ့အခါဘာကိုအရင်လုပ်ရမလဲဆိုတာအရင်ရှင်းသွားတော့အရေးကြီးဆုံးပိုက်ကိုပဲအရင်လွတ်ဖြစ်သွားအောင်တွန်းအားပေးလိုက်တယ်လို့ပဲနော် ဟုတ်တယ် scope ကိုလိုအပ်တယ်လို့ရှင်းနိုင်ပြနိုင်တော့သတ်မှတ်ခြင်းအတွင်းမှာအဓိက value ပါတဲ့ product တစ်ခုတော့ထွက်လာဖို့ပိုတိချသွားလာပေါ့လက်တွေ့ကြတယ်ဒီနယ်ဆက်ဆက်ဒီ ignore details early on ဆိုတာကတော့အစောပိုင်းအသေးစိတ်ကိုလေလျူရှုပါဆိုတာဒါအကြီးကနေအငယ်ကိုတွားတဲ့သဘောအစပိုင်းမှာဟိုအသေးစိတ်ဒီအသေးစိတ်ဒီထဲနှစ်မနေပဲနဲ့ um အလုံးစုံပုံစံကြီးအဓိကအစိတ်ပိုင်းတွေကိုအရင်အာယုံစိုက်တီးဆောက် ပြီးမှအသေးစိတ်ကိုဖြည်းဖြည်းချင်းဖြည့်သွားချိန်ညှိသွားပေါ့ interface ကိုအရင် design ဆွဲခိုင်းတာကခဏကပြောတဲ့ interface first ပဲနော် coding မစခင် screen တွေကိုအရင်လုပ်တာဟုတ်ကဲ့အဲ့ဒီ screen တွေက functional spec ဆိုင်ရစာတဲ့နေထအများကြီးပိုထိရောက်တယ်လူတိုင်းကဘာလုပ်နေလဲဆိုတာတပုံစံတိုင်းမြင်တယ်အဲ့ဒီ screen တွေခြေခံပြီးဆွေးနွေးလို့ရတယ်သဘောတူလို့ရတယ်လက်တွေ့ကြရတယ်ပေါ့อืม less software ဆိုတာကတော့ code နည်းနည်းပဲရေးခိုင်းတာလားอืมဆိုလိုချင်တာကမလိုအပ်တဲ့ရှင်ထွေးအောင်မရေးဖို့ ကိုနဲလီနားလဲရလွယ်လေပြုပြင်ထင်းထင်းရလွယ်တယ်ဘတ်နဲတယ်နောက်ပိုင်းပြောင်းလဲမှုလုပ်ဖို့လဲပိုလွယ်ကူတယ်လေအဖွဲ့စည်းရင်ကြီးမှုဘက်ကနည်းနည်းတွားကြည့်ရအောင် meetings are toxic ဆိုရကတော့နည်းနည်းပြင်းတယ်လို့ပဲသူတို့ဆိုလိုချင်တာကအကျိုးမရှိတဲ့အချိန်ဖြုန်းတဲ့ meeting တွေကိုပြောတာမှာအော်အဲ့လိုလားဟုတ် တကယ်လို့အတက်ဆွေးနွေးမှုတွေရှိတာပေါ့ဒါပေမဲ့အများစုက email chat လိုမျိုး asynchronous နည်းလမ်းနေနဲ့ပုံမြန်မြန်ပို့ထီရောက်ရောက်လုပ်လို့ရတယ်လို့သူတို့ကယုံကြည်တာအချင်းကိုတံဖိုးထားပြီးတကယ်လို့ကိုလုတ်စစ်နေတာဟုတ်ကဲ့နောက်တစ်ခုက publicize your screw ups တဲ့ကိုမားတာကိုလူသိရှင်ကြားကြီးညာခိုင်းတာอืมဒါကပွင့်လင်းမြင်သားမှုပေါ့ကိုဘကပြဿနာတစ်ခုခုဖြစ်ရင် user တွေကိုအတူပဲဖြည့်ရှင်းချက်ပဲ ဒါကယေရှုမှာယုံကြည်မှုကိုပိုတည်ဆောက်နိုင်တယ်လို့ဆိုလိုတာပါ။ကောင်းပါပြီ။ဒါဆိုအနစ်ချုပ်ရရင် getting real ဆိုတာကယိုးရွှင်းမှုလက်တွေ့ကြမှု အရေးကြီးတာကိုဥစားပေးမှုနောက်ပြီးတော့လင်းမြန်းဖြတ်လန်းမှုအဲ့ဒါဒီပေါ်မှာအခြေခံထားတာပေါ့။အတိကျပါပဲ။မရှိမဖြစ်လိုအပ်တာကိုပဲအာယုံစိုက်ပြီးကျန်တဲ့မလိုအပ်တဲ့အစာပလာတွေကိုဖဲထုတ်ပစ်လိုက်တာ။ဒီအတွေးခေါ်တွေက software နဲ့ပဲအတွက်တည်းမဟုတ်ပဲ တခြားနေရာတွေမှာလည်းအတုံးဝင်နိုင်မယ်ထင်တယ်နော်တခြားဘောအတုံးဝင်ပါတယ်ဒီအခြေခံမူတဲ့အနေနဲ့လောက်တာကပိုကောင်းတယ်ဆိုတာတို့အဓိကကိုပဲ focus လောက်တာတို့ကန့်တက်ချက်တွေကိုလက်ခံပြီးအလုပ်လုပ်တာတို့ကပဲ project ပဲလုပ်နေပဲကိုပိုင် productivity ကိစ္စမှာမဆိုအတုံးချလို့ရနိုင်ပါတယ်ဒါဆိုရင်ဒီနေ့နားထောင်နေတူတဲ့အတွက်စဉ်းစားစရာလေးတစ်ခုပေါ့နော်ဒီ getting real ကအခြေခံမှုတွေကိုကိုယ့်ရဲ့လုပ်ငန်းဝင်မှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ကိုပိုင်ဘဝ project လေးတွေမှာပဲဖြစ်ဖြစ် အမ်ဘလို့လက်တွေ့ကြကြတုံးပြီးတော့ပိုပြီးထိရောက်အောင်ပိုပြီးအောင်မြင်အောင်လုပ်နိုင်မလဲဆိုတာလေးကိုပြန်ပြီးစမ်းစစ်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်